မော်ရီယနာကြောက်တဲ့ကနေတွေ့ရှိခဲ့တဲ့စိတ်ချောက်ချားစရာအရာများအားလုံးပဲမင်္ဂလာပေါင်းဗကန်အန်တဲထင်းမဲ့ channel ကနေကြိုဆိုပါရစေ။တင်ခုမြင်တွေ့နေရတာကကမ္ဘာနဲ့ဆုံနေရာတစ်ခုဖြစ်ပါရစေ။ဟုတ်ပါရစေဒီနေ့မှာတော့ကျွန်တော်ကကမ္ဘာကြောက်စရာကောင်းဆုံးနဲ့ထူးဆန်းတဲ့အရာတွေတည်ရှိနေတဲ့မော်ရီယနာကြောက်တဲ့ကိုလည်းခေါ်သွားမှာပါ။ရောက်ဆုံးနေတဲ့ကြောက်စရာတင်မောနေမျိုးမှုတွေပါပဲ။ဦးကောင်းမဲ့ရေရောက်ချက်မကောင်းဆိုပါရီသာသဖြင့်မော်ရီယနာကြောက်ထဲမှာပဲတွေ့နေမဲ့အရာတွေကိုသွားကြည့်ကြရမှာပါနံပါတ်1အမေမီတီတက်တော်ဝါမော်ရီယနာကြောက်ဟာအင်မတန်နက်ရှမ်းတာဖြစ်လို့ယနေ့တိဘသူကောင်းမှကိုယ်တိုင်တော့ရောက်မလေ့လာနိုင်ကြတဲ့အတွက် အဲ့ဒီကြောင့်ဒီမှာရှိတဲ့တိရစ္ဆာန်တွေအားလုံးကိုလည်းမှတ်တမ်းမတင်နိုင်သေးပါဘူးဒါကတော့ကင်မရာချပြီးလေ့လာရတာကနေရိုက်ကူးမိခဲ့တဲ့အမိမသိတက်တော်ကြီးပါဂျီလီ၅မျိုးစားရလို့ထင်ရပြီးပုံစံကတော့စောင့်တဲ့ထင်းနဲ့ဆင်တူပါတယ် နောက်ပြီးတော့ဒီရာကတော့တားကောင်ကိုဖမ်းတဲ့နေရာမှာအသုံးပြုတဲ့အစိပ်ပိုင်းဖြစ်နေပါတယ်။ဒါပြင်ဒီကားရဲ့အောက်ပိုင်းပုံစံကအတော်လေးထူးခြားပြီးတော့အစားအစာကိုဒီနေရာကနေစားတောက်တာဖြစ်နေပါတယ်။နောက်တဲ့ဒီကောင်ကြီးရဲ့ထူးခြားချက်ကသူ့ရဲ့ခန္ဓာကိုယ်ဟာတက်ဖက်ကိုဖောက်တင်းမြင်နိုင်နေပြီးခန္ဓာကိုယ်တွင်းကကိုယ်တွင်းစိတ်ပိုင်းတွေရဲ့လှုပ်ဆောင်ပုံတွေကိုပါမြင်နေရတာပါ။ဒီလိုထူးဆန်းပြီးတော့နားမလည်နိုင်တဲ့တလိပ်ဆန်တွေဟာဒီကောင်ကြီးတည်းမဟုတ်ပဲတခြားကောင်တွေလည်းမာရီယာနာကျောက်ထဲမှာရှိနေပါသေးတယ်။ဘာကောင်တွေလဲဆိုတော့စက်ကြည့်အောင်ပါ။နံပါတ်1ပျောက်ဆုံးနေတဲ့တင်မော ဒီဘာမှဘသူကများမာရီယာနာကျောက်ကိုကြော်ဖြတ်ပြီးရွက်လင့်မှုစေကူးခဲ့တယ်ဘလို့မှတွေးမရပါဘူးဒီတင်မောပြဟာဘာဖြစ်လို့မာရီယာနာကျောက်ရဲ့အောင်ကျဲပြင်မှာရှိနေရတာလဲဘာလို့ဘသူကမှပြန်ဆဲရဖို့မကြိုးစားကြတာလဲတကယ်တော့ဒီတင်မောဟာအမေရိကန်ရေတပ်ပိုင်းဂျွန်ဆန်အမီရှိတဲ့တင်မောဖြစ်ပြီးဒုတိယကမ္ဘာစစ်တွင်းမှာဂျပန်ရေတပ်နဲ့ကြီးမားတဲ့တိုက်ပွဲကိုဆင်နွှဲရင်းနဲ့ဒုံးကျင်နဲ့အပြစ်ခံခဲ့ရတာကြောင့်တင်မောတိမ်းမောပြီးမာရီယာနာကျောက်အောက်ခြေတီနေမြုပ်ခဲ့တာပါဒီတင်မောဟာယနေ့ထိကမ္ဘာမှာအနည်းဆုံးနေမြုပ်နေတဲ့တင်မောဖြစ်စံကျင်တင်ထားတာပါ 2019ခုနှစ်မှာစတင်တွေ့ရှိခဲ့ပြီး2021ခုနှစ်မှာမှဒါဂျော်ဆန်တင်မောဖြစ်ကြောင်းစစ်ဆေးရရှိခဲ့တာပါပင်လေအောင်ပင်နှောင်းကြုံမှာတည်ရှိနေပြီးအခုမြင်နေရတဲ့ရုပ်တံကိုတော့အဝေးထင်းဆန်းနဲ့မနေရိုက်ကူးခဲ့ရတာ။ဒီနေရာမှာအောက်ဆီဂျင်မရှိတဲ့အတွက်လူသားတွေလုံးဝမသွားနိုင်ပါဘူး။ဒါကြောင့်မဲဂျွန်ဆန်တင်မော့ဟာမှောင်မိုက်ပြီးတော့အေးခဲတဲ့မာရီယာနာကျောက်မှာထာဝရနေသွားရတော့မှဖြစ်ပါလိမ့်။နံပါတ်3ဦးကောင်းမဲကြက်မကောင်းဆိုးပါ။ အခုမြင်နေရတာက NAPSS SMEA လို့ခေါ်တဲ့ရေးသတ္တဝါတစ်မျိုးပါသူကို Heartless Chicken Monster လို့ခေါ်ကြသလို Spanish Dancer လို့လည်းခေါ်ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်ရဲ့ပုံမှန်သင်မျိုးကိုကြည့်ရင်တော့နားလည်မှာပါဒီကောင်ဟာ C Cucumber Music ဖြစ်ပြီးဘေးလည်ရင်းနဲ့ပိုင်းတွင်းမှာသူတို့ကိုတင်နေပါတယ်အခုပြသထားတဲ့ဒီကောင်ဆိုရင်လည်းဘေးလည်ကျမ်းပြောင်ပေတောင်းနဲ့မှာရိုက်ကူးမိခဲ့တာပါရသားပြင်းတော့နှစ်လမကနေရှစ်လမထိရှိပြီးအနီယောင်ခရမ်းနဲ့အပြာယောင်ဆိုပြီးအယောင်သုံးမျိုးကွဲပြားပါတယ်သူရဲ့ပုံစံကဥကောင်းမပါတဲ့ကြက်တကောင်နဲ့တူပြီး တခြားစီးကျူကန်ပါနဲ့မတူတဲ့ချက်ကသူ့မှာရေကူးဖို့အတွက်ရေရက်တွေပါရှိနေတာပါ။ဒါပြင်ရေကူးခတ်သွားလာနေတဲ့ပုံစံကကနေတဲ့ရောင်ဖြစ်တာကြောင့်အခုလိုနာမည်ပြောင်းနေအများကြီးထွက်ပေါ်လာတာဖြစ်ပါတယ်။နံပါတ်၄မက်ဂလာဒွန်နောက်ထပ်ပြသပေးကြတာကငမန်းတကောင်ကိုရိုက်ကူးထားတဲ့ရုပ်သံပါ။ဒါပေမဲ့ဒါဟာတာမန်ငမန်းတကောင်တော့မဟုတ်ပါဘူး။အရွယ်ဆောင်အားဖြင့်တော့ပေချောက်စီတီကြီးမားတာကြောင့်လူအများကသူ့ကိုမက်ဂလက်တန်ငမန်းပါဆိုပြီးတိတိကျကျပြောဆိုနေကြပါတယ် ဒီကောင်ကြီးကိုတော့မာရီယာနာကျောက်တင်းမှာပင်9300နံပါတ်ရဲကူးမိခဲ့တာဖြစ်ပြီးတော့အနီးကပ်မြင်ရဖို့အတွက်ငါးစာလောင်ကျောက်တွေပါချပြီးတော့ခက်ခက်ခဲခဲရိုက်ကူးခဲ့ပါတယ်။သူ့မှာအေယာမမျိုးလုံးဖြူကြီးတွေလည်းရှိနေပြီးတော့ဒီရုပ်တံကြောင့်မာရီယာနာကျောက်တင်းမှာမက်ဂလက်ဒိုနီတခဲရှိနေတယ်ဆိုရယုံကြည်ချက်တွေလည်းပြင်းထန်လာကြပါတယ်။မက်ဂလက်ဒိုနီယာအရွယ်စားအဖြစ်တော့ပေ90ကျော်မြင့်မားတာကြောင့်ဒီကောင်ရဲ့အရွယ်စားနဲ့ရှင်မယ်ဆိုရင်အတော်လေးနှီးကပ်နေပါတယ်။ဒါပြင်မက်ဂလက်ဒွန်သူမတို့တဲ့အေယာမသွားကြီးတွေရှိနေတာကြောင့်အဲ့ဒီသွားတွေကိုသာမြင်ရမယ်ဆိုရင် မက်ဂလက်တန်ဆိုတာတေချာချောင်းတည်နေမှာဖြစ်ပေမဲ့ဒီမကောင်းစားပဲဒီကောင်ကြီးရဲ့သွားတွေကိုမြင်ရအောင်ဘလို့မှမရိုက်ကူးနိုင်ခဲ့ပါဘူး။နံပါတ်5 Giant Amphipod ဒီတစ်ခုကတော့ကြည့်လိုက်မယ်ဆိုရင်ဂျိုသားကောင်ကြီးလို့တော့မှယုံမားနိုင်ပြီးတကယ်တော့မာရီယာနာတွင်းမှာနေထိုင်တဲ့တက်ရှိတတ်တော်တစ်မျိုးပါပဲ။မြင်ဘူးသမျှတွေမှာအကြီးမားဆုံးအခွန်မာတတ်တော်ဖြစ်ပြီးတော့အလွန်အလွန်ကြီးမားတဲ့ insect တစ်မျိုးလို့လည်းဆိုနိုင်ပါတယ်။ Amphipod ဆိုတဲ့အကောင်ကိုတင့်ရဲ့မျက်လုံးထဲမှာမြင်အောင်ပြောရမယ်ဆိုရင်ပစုံစိတ်လိုအကောင်မျိုးတွေပါတင်းနေတဲ့သမုဒ္ဒရာတွေမှာရေကူးနေတော့ဒီအကောင်ကြီးကတိတ်ခန္ဓာကိုပေါ်တက်လာတယ်လို့တွေးကြည့်လိုက်ပါ ေကောင်ဟာပုံမှန်အခွန်မှရင်းနှီးတက်တဝါရီတည်းဆယ်စလောက်ပိုကြီးမားနေပြီးပုံမှန်အကောင်ကြီးဟာ2စင်တီမီတာလောက်ပဲရှိတယ်ဆိုပေမဲ့ဒီကောင်က34စင်တီမီတာလောက်ကိုရှိတာပါရင်းနှီးပိုင်းမှာနေထိုင်တဲ့တလေးဆန်တွေဖြစ်တာကြောင့်ပင်လေရီအောက်ပေ9000နဲ့ပေ1000ကျောင်းမှာသူ့ကိုရှာတွေ့နေပါလိမ့်အန်ဖီပေါ်ဒီယောလူတွေကိုအန်ဒီမပြုတ်နိုင်ဘူးဆိုပေမဲ့ဒီလောက်ကြီးတဲ့အရွယ်စားပိုင်းမှာတော့အဖြစ်အောတမျိုးပြောင်းခြင်းပြောင်းသွားနိုင်ပါလိမ့်နံပါတ်6 Predatory Tunicate ဒီကောင်ကတော့ Predatory Tunicate လို့ခေါ်တဲ့ရေတက်တော်ဝါတမျိုးဖြစ်ပြီး အများကတော့ ghost fish လို့တရေငါလို့ခေါ်ကြပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့သူ့ကိုစားပိလို့နာမည်ပေးထားပါတယ်။သူ့ရဲ့ပုံမှန်သူမီးကမသိရင်တစ်ပင်တစ်ပင်လို့ပဲထင်ကြမှာဆိုပေမဲ့တကယ်တော့ရေလုံးဝမရောတဲ့ငါးစစ်စစ်ပါ။ဒီအကောင်ကနေရတန်နေရထဲမှာခြေကုပ်ယူထားပြီးတော့အနားကိုငါးသေးလေးတွေကတ်လာတာနဲ့ကြီးမားတဲ့ပါးစပ်ကြီးကိုအကျယ်ကြီးဖြွင့်ချလိုက်ပါတယ်။မတိတဲ့ငါးတွေကသူ့ရဲ့ပါဇက်သေးကိုဒီတိုင်းကူးခတ်ဝင်သွားကြပြီးတားကောင်တွေပါဇက်တဲရောက်သွားတာနဲ့ဖွင့်ထားတဲ့ပါဇက်ကိုချစ်ချင်းပြန်ပိတ်ပြီးအမဲလိုက်တဲ့အကောင်တွေပါ ဂျေးရစမမထွက်ဘဲနဲ့တားကောင်ပါတော့ကိုကွေနဲ့ဝင်လောင်ဖန်တီးတက်ကြတဲ့ဝါရင်စားပေးကြည့်တယ်ပါပဲဒီအကောင်ရဲ့ပုံစံကရေအောက်မှာပေါက်တဲ့ Venus Flytrap အပင်နဲ့အတော်လေးဆင်တူပြီးသူရဲ့ရွယ်စားကငါးလက်မောက်ဝင်ကျင်ရှိပါတယ်ဒီရေအောက်စားပေးကြီးတွေကိုတင်တွေ့ကျင်နေဆိုရင်တော့သမုတ်တရားရဲ့အလွန်လွန်နဲ့တဲ့အပိုင်းတွေကိုသွားရောက်ရှာဖွေရမှာပါနံပါတ်9 Fanfing Sea Devils ဒီကောင်ကိုပရိသတ်ကြီးတို့ရင်းနှီးကြမှာပါသူ့ကို Anglerfish လို့လဲခေါ်ကြပြီးတော့ မကြသေးခင်ကပဲအင်တာနက်ပေါ်ကနေအတော်လေးရေပန်းစားခဲ့ပါတယ်ဒီကောင်ရဲ့ရုပ်စင်းအင်္ကာကရှေးဘဝကုတူကန်နေကြောင့်မြင်လာနဲ့ကြောချမ်းကျင်စရာကြောက်စရာအသွင်ပါပဲမညီမညာနဲ့ခြွန်ထွက်နေတဲ့သွားတွေကြောင့်ကျွန်တော်ကတော့သူ့ကိုသွားခေါင်းငါလို့လည်းမှတ်ထားလိုက်ပါတယ်ဒီကောင်ရဲ့ထူးခြားကြကတော့သက်ရှိတွေစီကထွက်တဲ့အလင်းရောင်လို့ခေါ်တယ် bioluminescent ကြိုးတွေဟာသူ့ရဲ့ခန္ဓာကိုယ်အနှံ့မှာရှိနေတာပါဒီအကြောင်းပြောရမယ်ဆိုရင်များသောအားဖြင့်ရင်းနှီးသက်တော်ဘာတချို့ဟာတဘာဝတိုင်းဓာတုတက်ပြုတ်မှုတစ်ခုကြောင့်မိအလင်းရာကိုထုတ်ပေးနိုင်စွမ်းရှိပါတယ် အထူးသဖြင့်တချို့သောငါးတွေပစွန်စိတ်ရေပိုဝဲဂျယ်လီငါးနဲ့မျောလေးတွေမှာတွေ့ရပါတယ်ဒါပေမဲ့ဒီကောင်တွေမှာတော့ဥကောင်းထမောင်းကျိုးပုံတရံနဲ့ပါရှိပြီးတားကောင်တွေကိုတိုက်ခတ်ရမှာကိုကိုအန်ဒီအေပြုတ်ပေါ်လာတဲ့တခြားတားရဲတလေးဆန်တွေကို၆လမ်းနဲ့နေရာမှာပါအထောက်ကူပြုပါတယ်သူတို့ဟာအလွန်နဲ့ပြီးတော့မှောင်မိုက်နေတဲ့ရင်းနှီးပိုင်းတွေမှာပဲနေထိုင်တာကြောင့်သူတို့ကိုယ်ရန်ကထွက်တဲ့အလင်းရောင်ကလွှဲရင်တခြားသောနေအလင်းရောင်ကိုမွေးကျင်ကနေတည်တည်ထိမမြင်ဘူးကြပါဘူးများသောအားဖြင့်တော့ဒီကောင်တွေတည်သွားမှသာကိုမော်တီတောင်းတလာပြီးနေရောင်အောက်ကိုရောက်လာကြပါတယ် ဒါပေမဲ့တလောကတော့ဒီငါးတကောင်ဟာမျက်စိလေလမ်းမပြီးတော့ပင်လယ်ကျမ်းပြင်ထက်ကိုတက်လာပြီးနေအလင်းရောင်အောင်ကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့လည်းရေနဲ့ပိုင်းမှာနေထိုင်တဲ့တပ်တော်တွေဖြစ်တာကြောင့်ရေတိမ်မရဲ့အပူချိန်တူညီမှုတွေဖိအားမကြီးမြှောက်မှုတွေကြောင့်နေရောင်ကိုတွေ့ပြီးစက်ကပိုင်းတို့မှတည်ဆုံခဲ့ပါတယ်။ကဘာရဲ့ရက်ကတော့ဒီကောင်ရဲ့နေအလင်းရောင်ကိုမြေတွင်သွားတဲ့ဖြစ်ရတဲ့ပတ်သက်ပြီးအခုချိန်ထိမပြီးနိုင်မစီနိုင်ဒရမာတွေခင်းနေတော့မှာပဲ။နံပါတ်၈ Mariana Snifish ဆလဘီလူအများကတော့ Mariana တရေလို့ဆိုပြီးခေါ်ကြတဲ့ငါးတကောင်ကြည့်လိုက်ရအောင်ပါ။ ူ့နာမည်အရင်ကတော့ Mariana Snailfish လို့ခေါ်ပါတယ်။အလွန်နှက်နေတဲ့ဗေလင်ပြောင်းဖီအားများတဲ့နေရာမှာရှင်သန်နိုင်ကြပြီးသူ့ကိုရေမင်းနဲ့ပြောင်းပေ1600အောက်မှာပဲတွေ့ရနိုင်ပါတယ်။အဲ့ဒီမှာဟာ Mariana ရဲ့အနက်ဆုံးအမှတ်တွေကတခုပါ။ဒါပေမဲ့အနက်ဆုံးအမှတ်တော့မဟုတ်သေးပါဘူး။လေလာရသလောက်ဆိုရင်မော်ရီနာကျောက်ရဲ့အနက်ဆုံးနေရာဟာဘေးလေရေပြင်အောက်ပေ36,800လို့သိရပါတယ်။ဒါပေမဲ့အဲ့ဒီနေရာမှာဘလို့တက်ရှိတွေရှင်းတန်းနေတယ်လေ။လုံးဝသွားရောက်မလေလာနိုင်သေးပါဘူး။နံပါတ်9 Goblin Shark နောက်ဆုံးအနေနဲ့မာရီယာနာအတွင်းကကြောက်စရာကောင်းဆုံးတက်တော်ဝါကြီးတကောင်ကိုကြည့်ရအောင်ပါ။နင်ခုမြင်နေရတာကငမန်းတကောင်ဆိုပေမဲ့ဒါဟာပုံမှန်ငမန်းတကောင်မဟုတ်ဘဲနဲ့ရေလောကရဲ့ MS ဆိုလို့တင်စားကြတဲ့မင်းစားငမန်းကြီးပါ။မင်းစားငမန်းဟာအလွန်ရှားပါးတဲ့မျိုးစေ့ဖြစ်ပြီးဘယ်လန်နဲ့ပိုင်းမှာကျဆားလေးရှိပါတယ်။သူစီမှာရှည်ရရပြီးတော့ပြားနေတဲ့နှာခေါင်းနဲ့အလွန်ကြီးမားပြီးတော့ခြုံထက်တဲ့အဆွေတွေကိုပိုင်းဆိုင်ထားပါတယ်။ခန္ဓာကိုယ်အရွယ်အစားကတော့ပေ20လောက်ထိကြီးထွားနိုင်ပြီးဘယ်လန်အောင်ပေ၄00ထိ ဒိုင်မီတိုကုခတ်နိုင်ပါတယ်။ဒိုင်မဲမကြောက်ပါနဲ့ဒီကောင်ပါဝင်အပေါ်မှာပြောခဲ့တဲ့တလိဆန်နေအားလုံးဟာမာရီယနာကျောက်ထဲမှာရှိနေပြီးတင်းကိုတွေ့မှာဆိုလို့ပုံနေတဲ့တင်းရဲ့ crash ကိုသာမြင်ကြည့်မြင်ရပါမယ်။ဒီကောင်တွေကိုတော့လုံးဝတွေ့နေမှာမဟုတ်ပါဘူး။ကျွန်တော်တို့ကပါကြီးရဲ့ပင်လယ်ပြင်ဟာအလိုကျင်ပြက်နဲ့ဆိုင်ပါတယ်။ယနေ့ချိန်ဒီလဲပင်လယ်ပြင်ရဲ့900ခန်းတုံးကိုသာလူတွေရှာဖွေနိုင်ပါတယ်။ဒါကြောင့်မေကျွန်တော်တို့မသိသေးတဲ့ထူးဆန်းဖွေရာရေတရဝများကြီးအောင်ပင်လယ်အောက်မှာပုံကွယ်နေပါတယ်။ ဒါကြောင့်ပင်လယ်အောက်ကလျှို့ဝှက်ချက်တွေကိုသိချင်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပါအောင်အားလုံးမေတ္တာရပျော်ရွှင်ချမ်းမြေတဲ့နေ့ကိုပိုင်ဆိုင်နိုင်ပါစေ